အားလုံးပဲမင်္ဂလာပါရှင်ဆီယမ်မမဝင်းမြည်ရေးသားထားတဲ့ရီယောမန်အိုင်ဆန်းရေပြားဆိုတဲ့ဝတ္ထုလေးကိုအပိုင်းလေးနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်မခေရွှေသည်မေဆန်းမြိုင်ဤစာကိုရင်ဘတ်ပေါ်တင်ပြီးမျက်စိကိုအနာပေးလိုက်သည့်သဘောဖြင့်ခိတမှိတ်ထားလျက်ကစိတ်ထဲတွင်ဥဖေဆိုင်တို့ဇနီးမောင်နှံချောင်းထဲမှအဆုံးခံလိုက်ရသည့်ပြာနှင့်ငွေကြုံလေးချောင်းကိုစဉ်းစားနေလိုက်သည် ။ရှေးသူကြီးတွေပြောခဲ့ဘူးသည့်ပြဓာပြဆိုသည်မှာချောင်းရည်တဲ့နင်းမြုပ်ပျောက်ကွယ်သွားသည့်ငွေကြုံလေးတွေကပြာမျိုးဖြစ်လိမ့်မည်ဟုတွေးမိလိုက်သည်။ချောင်းရည်တဲ့တွင်သွန်ချလိုက်စဉ်ကအယောင်စုံဝင်းလဲတောက်ပသွားသည်ဆိုခြင်းကြောင့်သာမန်ပြာမဟုတ်နိုင်။ထူးကြောင့်သာပင်ခဲခဲရင်ရင်ဖျားစီဌာပနာတိုင်းထဲမှာလုံကြုံအောင်တင်ထားခဲ့ခြင်းဖြစ်ပေမည်။ဥဖေဆိုင်တို့ဇနီးမောင်နှံနှင့်မေဆန်းမြိုင်မိပါတွေသည် တန်မှုမပြတ်နိုင်အောင်မြင်းမြဲလှသည့်ပြဓာပြာကိုမထိုက်တန်သောကြောင့်သာလျှင်မခံစားထိုက်သောကြောင့်သာလျှင်တဦးကလည်းလူချင်းစိတ်မရှိတဦးကလည်းမစင်မစားရည်တဲတုံချလိုက်ခြင်းဖြစ်သည်ပစ္စည်းဥစ္စာသည်၎င်းစည်းစိမ်ချမ်းသာသည်၎င်းယာတုယာကံသည်၎င်းထိုက်တန်သူသာဖုံးကံရှိသူသာလျှင်ခံစားနိုင်ကြသည်ဟု မခင်ရွှေသည်တရားကြစွာတွင်းနေရာမှ စာကိုဆက်ဖတ်လိုက်သည် အဖေနဲ့မေဒီချန်ကြီးတွေရောက်လာတော့ဒီမျိုးလေးကလူတွေကလည်းတောကပြောင်းလာတဲ့ကြီးရတဲ့တွေလိုပဲယုံကြည်ကြတယ်။နောက်ပြီးတောသူတောင်သားတွေပြီးပြီးချန်တို့ကိုလောက်ကန်ရောင်းဝယ်နေတာဒီချန်ကြောင့်သာတင်းတင်းတဲတဲစားတော့နေထိုင်နေတယ်လို့ထင်ကြတယ်။ရှင်ရင်ပင်ကြီးတွေကမတိမပွင့်တော့ပေမဲ့အဖေကယာဒီပေါ်စားပင်တွေစိုက်ရောင်းခဲ့တယ်လေမမရဲ့။မန်ကတော့အဖေနဲ့မိကချန်လို့ကိုဟန်ပြောက်လာတာဟန်ပြလောက်တာလုံနေကြပြီးနောက်ထပ် မျိုးကြီးပေါ်တက်ပြီးပဒမားနှလုံးကိုထုတ်ရောင်းတယ်။စင်ရဲခဲသမျှအူးချပြီးအစားအသောက်ကောင်းတွေကို ဝောင်းဝါနေနေစားတော့ပြီးစီစဉ်ရှိရှိနေထိုင်ကြတယ်။မတိမပွင့်တော့တဲ့ရှီရင်ဆွဲအပင်ကြီးတွေကိုလည်းအပင်မန်းခံမပြုတ်ပြင်းတော့ဘူး။ဒီတိုင်းပစ်ထားခဲ့ကြတယ်။ကျမမွေးဖွားပြီးလာပိုင်းလောက်မှာပဲဥဖေဆိုင်တဲ့တော်ငွေတို့ဟာအဖေနဲ့အမီရှိရာကိုသတင်းနာစုံစမ်းပြီးတော့ရောက်လာကြတယ်။ရွာမှာလောက်ကင်စားရတာဆင်းရဲလုံးလုံး အာကိုပြီးလိုက်လာကြောင်းဒီခြံကြီးထဲမှာပဲနေထိုင်ခွင့်ယူပါမိကြောင်းခြံလုံးကိုလုတ်ကင်ပေးမိဖြစ်ကြောင်းသူတို့ဇနီးမောင်နှံနှစ်ယောက်ဤစာဝင်နေရေးကိုတင့်လျောသလိုကြီးစုပေးကမ်းပါမိကြောင်းသမီးငယ်ကိုလည်းဝိုင်းကူထိန်ပေးပါမိဖြစ်ကြောင်းစသည်ဖြင့်ပေါ်မမရဲ့တနာအောင်ပြောတော့အဖေနဲ့အမေကလည်းလက်ခံလိုက်တယ်လက်ခံစရာအကြောင်းတွေကလည်းရှိနေတယ်မမရဲ့အဖေနဲ့အမေကဒီမျိုးလေးမှာတော်တော်လေးဝင်ဆက်နေတော့တာမှုနာမှုတွေ ရရင်ရွာကြီးဒီမှာတွားရလာရတယ်။အဲ့ဒီချိန်မှာအိမ်ဆောင်လူလိုတယ်။ကျမကိုထိန်းချောင်းကြည့်ရှုဖို့လူလိုတယ်။အိမ်တန်းရှင်ရင်ချက်ပြုတ်လျှော့ဖို့ရေးအတွက်လူတယ်။ဘာပဲပြောပြောဟန်ပြလုံနေတယ်ဆိုပေမဲ့ခြံလုံးကိုလည်းလှုပ်ဖို့လူလိုတယ်မမ။ဖေနဲ့မိကလည်းအဲ့ဒီအကြောင်းလေးကြောင့်လူငှားခဲ့ကြဘူးပါလေ။ဒါပေမဲ့အစင်မပြေတဲ့လူလူမရနိုင်အောင်ဖြစ်ခဲ့တယ်။ကိစ္စရှိသူသွားစရာပေါ်လာရင်အိမ်မှားထားခဲ့ဖို့ရာပစ္စည်းလည်းစိတ်မချရ။ ကလေးကိုလည်းကြီးရှုထိန်သိမ်းရမှာစိတ်မချရ။အိမ်လုံးကိုလည်းမျက်နှာမလွှဲရဆိုတဲ့လူမျိုးတွေကိုကြီးတွေ့နေရလေတော့ဖေနဲ့မိကလည်းလူချမ်းသာဟန်းစောင့်ကြည့်နေ။နောက်ပိုင်းခြံကိုလည်းစိတ်ချရမယ်သူမရှိ ဖြစ်နေခိုင်းမှာတယောက်ကြောင့်ကိုတယောက်တီးပီးသားလည်းဖြစ်စိတ်ချယုံကြည်ရမယ်လူလည်းဖြစ်တဲ့ဥပေဆိုင်ကိုရောက်လာတော့အဆင်ပြေသွားတာပေါ့။နောက်တစ်ကြောင်ကလည်းဖျားစီဒီနေရာကအဖိုးတန်ပြည်များတွေရခဲ့ကြဒီပြည်များတွေကိုရောင်းချပြီး လူချမ်းသာဟန်ပုံဖန်းနေကြောင်းတွေကိုဥပေဆိုင်တို့ကအတွင်းသီးတွေဟုတ်လားမမရဲ့လက်မခံပဲပြပြခါခါလုံးလိုက်ရင်ဒီเจ้าကိုသူတို့ရှောက်ပြောကြတော့မယ်ကျမတို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဖះကိုသူတပားလှူထားတဲ့ပစ္စည်းယူပြီးစားသုံးတာဟာလောကရောတန်တရားရောမကောင်းဘူးမျက်မှောက်ခင်မှာလဲလူများကကဲ့ရဲ့ရှုံချမယ်လူယုံမာတွေလို့အတိမတ်ပြုခံရမယ်ဖျားကပစ္စည်းတွေကိုယူဆောင်စားသူတွေဟာဒီဘဝမှာအင်မတန်ကံကောင်းလို့ဘာမှမဖြစ်သေးပေမဲ့ ဘဝစက်တိုင်းခံစားရမယ့်အကုသူကကြောက်စရာကောင်းတယ်ဆိုတာကိုအဖေနဲ့အမေမသိလို့မဟုတ်ဘူး။သိပါတယ်မမရေ။စင်ရလုံးတော့နောင်ခါမှဖြစ်ချင်ရဖြစ်အသက်ရှင်နေခိုက်ကလေးမှာစီစဉ်ရှိရှိနေနိုင်ရင်အမြတ်လို့သဘောထားပြီးသုံးငါလို့အမေကပြောတယ်။ဒါပေမဲ့ဖျားကိုလှူထားတဲ့ပစ္စည်းကိုစားသုံးနေလို့ပစ္စည်းဥစားချမ်းသာပြီးလူရောသူရောထဲမှာဝင်ဆက်နေပေမဲ့ရှိမသာဟန်ဆောင်ပြုံးနေနေရတာ။ ဆက်ဆံကြတာပါ။နောက်ွယ်ကြတော့မစားထိုက်တဲ့ပစ္စည်းကိုစားနေတဲ့လူတွေ၊အပင်အစိတ်မျိုးနေတဲ့လူတွေ၊ဖျားပစ္စည်းကိုကူးစားနေတဲ့လူယုံမာတွေဆိုတာကိုတော့ပြောနေကြတာပါပဲ။အဲအားနဲ့ဥပ္ပိဆိုင်တဲ့ဒေါ်ငွေတို့ဒီချမ်းကြီးထဲမှာပဲအစီအမဲနေထိုင်တဲ့လူတွေဖြစ်သွားကြပြီ။သူတို့ပြောခဲ့တဲ့စကားတိုင်းအိမ်တွင်လောက်ကိုင်းဆောင်ရဲ့ဇာရီရောခြံလုံးရော ကျမကိုကြီးစုထိမ့်သိမ့်နာရောကူလုပ်ပေးပါတယ်။ ဒါကြောင့်အဖေနဲ့မိကလည်းဥပီဆိုင်တဲ့ဒုံဝေကိုတစ္ဆာရှိတဲ့မိတ်ဆွေကောင်းတွေလို့ပဲယုံကြည်ကူးစားကြတယ်။ဒီရင်ကြီးပေါ်မှာပဲဆွေမျိုးရင်းချလို့လူနေထိုင်ကြတယ်။ဥပီဆိုင်တဲ့ဒုံဝေကိုဒန်းလူထားစားတောက်နေထိုင်တယ်။ဝိစေမှုမှလည်းမညှူးငယ်စေရဘူးပေါ့။ဗရမများတွေကိုရောင်းပြီးခြံလို့ကိုဟန်ပြတာလုပ်ခင်ရဲ့လုံနေခရာကဥပီဆိုင်တဲ့ဒုံဝေရောက်လာပြီးတကယ်ပဲခြံလို့ကိုဂါဒီဘောစားပင်လေးတွေမပြတ်ဆိုင်တော့ဝင်ဝေးတူးတာတူးလာကြတယ်။ သူတို့နှစ်ယောက်ပူလာတဲ့အတွက်စရိတ်ကိုအိတ်ထဲကအတော်အသင့်ပဲဆိုက်ရနေတယ်ဒါတွေကိုကျမဘာမှမသိခဲ့ပါဘူးမမခလေးရွယ်ကကျမကိုထိန်းချောင်းလာခဲ့တော့ဥဖေဆိုင်တဲ့တော်ဝင်ကိုကျမခင်တယ်ဆွေမျိုးသားချင်းအရင်လိုပဲထင်လာခဲ့တယ်အဖေနဲ့မိကလည်းဘလို့တော်ဆက်တယ်ဆိုတာကိုမပြောကြဘူးဒီလိုမပြောဘဲနေခဲ့ကြတာဥဖေဆိုင်တဲ့တော်ဝင်ကတောင်းပန်ထားတယ်တဲ့ ဘာကြောင့်တောင်းပန်ထားလဲဆိုတော့ဥပေဆိုင်တဲ့ဒေါ်ငွေတို့သာသမီတယောက်မှမရှိဘူးကျမကိုထိန်းချောင်းနေရတော့သမီးရင်းတယောက်လိုချစ်ပါတယ်တဲ့ကလေးကလည်းအတူနေအမြင်နေဆိုတော့ဥပေဆိုင်တဲ့ဒေါ်ငွေကိုခင်တွယ်နေပြီဒီတော့ဘာမှမတော်ကြောင်းအိမ်ပေါ်သာခေါ်ထားကြောင်းပြောလိုက်ရင်ကလေးဟာတည်ရတဲ့အရွယ်ရောက်လာတော့သူတို့ကိုမခင်တွယ်တော့ပဲသစိမ့်ပြင်းပြင်းလို့သဘောထားဆက်ဆံလိုက်မှဖြင့်သူတို့ရင်ကွဲရပါလိမ့်မယ်လို့ပြောတာကို အဖေနဲ့မိကသနာပြီးဥပေဆိုင်တဲ့တော်ငွေကိုဆွေမျိုးသားချင်းအရင်ချလို့ပြောထားတော့ကျမကလည်းအဟုတ်ပဲဆွေမျိုးရင်းချမှတ်ပြီးအားလေကိုချစ်လေချစ်ပေါ်မမရဲ့အဖေနဲ့မိကလည်းဗဒမြားအတွက်ရောင်းထားရတဲ့ငွေတွေကတော်တော်လေးရှိနေတယ်။အားလုံးဗဒမြားကိုလုံးရထားတယ်။အကြီးသုံးလုံးကဗာဒန်စီလောက်ရှိပြီးကြီးစင်ငယ်လိုက်အသေးသုံးလုံးကမကြီးစီလောက်ရှိတယ်လို့ပြောတယ်။အမေပြောတာကူတာကြားရတာမမဒီဗဒမြားတွေဆိုတာကို ုစာရေးတဲ့အချိန်ထိကျမလုံးဝမမြင်ခဲ့ဘူးပါဘူးမမရေ။ရောင်းလိုက်တာကအငဲဆုံးဗဒမြား၃လုံးနဲ့ဒီတော့အမေတို့လက်ထက်မှာဗဒမြား၆လုံးကျန်သေးတာပေါ့။အငဲဆုံးလုံးတွေကိုရောင်းလိုက်တာတော့အမေတို့ဘာမှပြင်မဲမဲမလုပ်ရတော့ပဲမြေပိုင်အိမ်ပိုင်နဲ့နေနိုင်တယ်။ကောင်းကောင်းဝတ်ကောင်းကောင်းစားနိုင်တယ်။လူပိုခေါ်ကြွေးထားနိုင်တယ်ဆိုတော့ရောင်းလိုက်တဲ့အငဲဆုံးဗဒမြား၃လုံးဟာဘလောက်အဖိုးတန်နေလဲဆိုတာစဉ်းစားကြည့်ပါမမ။ကျန်နေသေးတဲ့အကြီး၆လုံးရဲ့တန်ဖိုးကိုတွက်ကြည့်ရင် ဘယ်နဲ့လိမ့်မလဲမမရေဒီလောက်အခုတန်းနဲ့အကြောင်းမေရဏာတွေကိုဖះဆင်းလို့ရောပလင်းမှာစီထားတဲ့ပစ္စည်းမျိုးလိုထင်ပြီးလိုချင်စိတ်မရှိတဲ့ဥဖေဆိုင်တို့ဇနီးမောင်နဲ့အင်မတန်မုံမြတ်ပြီးဖုံးရှင်ကန်ရှင်များနေတာထိုက်တန်တဲ့ပဓာပြာကိုထည့်ထားတဲ့ငွေကြုံလေးကိုဘာရင်လို့စူးစမ်းဆင်ခြင်ခြင်းမရှိပြီးစလွယ်ပေးလိုက်တဲ့အဖေနဲ့အမေနောက်ပြီးဒီပဓာပြာပဓာပြာတွေကိုချောင်းရည်ထဲမှာတုံချလိုက်တဲ့ဥဖေဆိုင်တို့ သူတို့အားလုံးပြုမှုပုံတွေဟာရေစရာလဲကောင်းတနာစရာလဲကောင်းစိတ်ဒူးစရာလဲကောင်းမချင်မရဲဖြစ်စရာလဲကောင်းတာပဲเนาะမမပြောရရင်တော့သူတို့နဲ့မထိုက်လို့ပေါ့လေဒီလိုနဲ့ကျမတို့မိသားစုနဲ့ဥပ္ပေဆိုင်တို့ဇနီးမောင်နှံစိတ်ချမ်းသာကိုချမ်းသာနေလာခဲ့ကြရာကကျမကိုကြောင်းထားတဲ့ရွေရောက်လာတော့ကြောင်းအပ်လိုက်ကြတယ်ဥပ္ပေဆိုင်တလက်ဒေါငွေတလက်ကြောင်းကြောင်းဖို့ကြောင်းကျူကျမရဲ့အနုနာကိုအတော်အသင့်ခံကြပါတယ် ဘလောက်ကျေးဇူးတင်စရာကောင်းလိုက်လဲကျမကကလေးဆိုတော့ဘာအကြောင်းမှမသိသူပြီးပြီးလက်သားနဲ့ဥပ္ပေဆိုင်နဲ့ဒေါငွေဆိုင်ကိုခင်းနေခဲ့ပါတယ်သူတို့ကိုကျေးဇူးတင်စရာချစ်ခင်စရာကောင်းတယ်ဆိုလို့မမရောက်လာတဲ့စနေနေ့ကကျမအကြောင်းကိုဒေါငွေပြောနေတာကျမဟိုဘက်ခန်းကနားထောင်နေလို့ကောင်းကောင်းကြားခဲ့ရပါတယ်ဒေါငွေပြောခဲ့တဲ့စကားတစ်ခုကိုမမသတိရသေးရဲ့လားကျမကတော့မမေ့ဘူးမမအခုသတိရနေသေးလို့စာထဲမှာထည့်ရေးလိုက်ပါတယ် နပြာကြီးเจ้าမသိသေးလို့အเจ้าသိရင်တရီတောင်ဖင်ခုထိုင်ခြင်းမမဟုတ်ဘူးဆိုတဲ့စကားပုံလေးမမရဲ့မင်းဆန်းမြန်ရည်ဒီတိုင်းမင်းသူရောက်လာသူကြီးကတော်ငွေကမင်းဆန်းမြန်เจ้าပြောရာတွင်မင်းဆန်းမြန်ကောင်းเจ้าတခွမှမပါခဲ့ကြီးနပြာကြီးเจ้าမသိသေးလို့အเจ้าသာသိရင်တရီတောင်ဖင်ထိုင်ခြင်းမမဟုတ်ဘူးပြောဘူးသည်ထိုစဉ်ကမခင်ရွှေစိတ်ထဲမှာမြည်တို့မြလေးလေးနက်နက်မတွေးမိခဲ့ကြီး ယခုမီဆန်းမြိုင်ကဥဖေဆိုင်ဒုံငွေတို့အကြောင်းနှစ်ပတ်သက်ပြီးစကပုံကိုပင်သုံးမြန်ချီပြီးမခေရွှေသည်စကပုံအကြောင်းတွေးရင်းဗရမ ्या ကိုလုံးနှင့်ငွေကြုံလေးအကြောင်းကိုပါသတိရလိုက်ပြန်သည်ထို့သောသတိရလိုက်သောအခါဆန်းမြိုင်ခြံကြီးကို၆တွေးနေသောကန္နာယချံပြကြီးဖြစ်မှဆန်းရီပြန်လဲထွက်စိမ့်အောင်စိမ့်လန်းစုပြီးလာအောင် သူပြုစုပြူထောင်ခဲ့ပုံကို ပြန်လဲသတိရလိုက်သည်ထို့ခါကခြံကြီးအစုံစုံစမ်းကြောင်းကဘာပေါ်မှာ တည်တည်လေးရှိနေသောဂျိုင်းကြီးတစ်ခုကိုသတိထားခဲ့မိသည်ဂျိုင်းကြီးကကျင်းဝန်းလာသည်မဟုတ်ချေတာမန်ရီတွင်တွင်ဤအကျင်းဝန်းလောက်သားရှိနေသည်နယ်ရှိုင်းကြီးမရှိဘဲတိဘဲချောက်တွင်အမှိုက်တွေကြာခြင်းကြောင့်တကြောင်နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်၍တကြောင်ညီကြီးကမှုနေလိမ့်မည်ရိုးရိုးမြင်နေနေသည့်ခြိုင်ဝန်းအခွက်သားတွေ့ရတော်သည်ချန်ကြီးဤမြင်နေရအလုံးတွင်ခြိုင်ဝန်းနှင့်တူသည့်အရာဟု၍ဤတနေရာတဲသာတွေ့ရသောကြောင့် မခင်ရွှေသည်အထွေထူးမထင်ခံမိကြေရိုးရိုးမြင်းနှိမ်နေသည့်ခြိုင်းတစ်ခုဟူသာထင်မြင်လာခဲ့သည်နေရာကလည်းခြောက်သွေးဒိန်ကုန်းနေပြီဖြစ်သည့်စမ်းကြောင်းကဘာနေရာဖြစ်နေသည်ထို့ကြောင့်မောင်စိမ်းမောင်က ချမ်းမြေကြီးကို စီးရုပ်ခတ်တော့အခါထိုနေရာကိုမယူတော့ဘဲကြွေချန်ထားခဲ့သောကြောင့်ထူချန်ကြီးသည်ခြံဝင်းပြင်ဘက်ကိုရောက်နေခဲ့လေပြီမင်းစမ်းညင်စာထဲမှာပါတဲ့ဇီဒီတော်ဟောင်းဌာပနာတိုင်းနေရာဆိုတာဒီခြံကြီးပဲဖြစ်မယ် တချံလုံးမှာခြိုင်ဆိုလို့အဲ့ဒီတနေရာပဲရှိတာကောင်းပါတယ်လေကိုစိမ့်မောင်ကခြံခတ်လိုက်တော့ဘာမှန်းမသိပေမဲ့အလိုလိုယူခြင်းစိမ့်မရှိတော့ပဲခြံထားခဲ့တာကယရနာသုံးပါးနဲ့ဆက်ဆိုင်တဲ့နေရာကိုအလိုလိုလုကင်းစင်ကြယ်ပြီးသားဖြစ်သွားတာပေါ့မခင်ရွှေကတွေ့ရင်မောင်စိမ့်မောင်တွေစိတ်သက်သာရရသွားသည် ထို့နောက်စာကိုဆက်ဖတ်လိုက်ပြန်သည်ကျမတည်တည်ချာချာမှတ်မိခဲ့ပါတယ်မမကျမအကြောင်းလေးလို့အကြောင်းစာ၅တန်းရောက်တဲ့နေ့မှာအဖေစိတ်ဖောက်ပြန်လာတယ် ယူဆပြုလာတယ်ဆိုတော့မမနှုတ်ကဒူဒူဒူနဲ့ဘာမှမသိဘူးအမေပြောနေတယ်အမေကလည်းဒီစိမ့်နောက်ယူသူတာပြအောင်စွန်းနေကောင်းနေဆိုတဲ့ဆရာတွေကိုပင့်တာပဲဆရာတွေကစေးတိုင်းရင်စေးကိုအဖေကမတောက်ဘူးရှိသေးတယ်ရှိသေးတယ်အများကြီးရှိသေးတယ်ဆိုတဲ့စကားကိုပဲထပ်တလဲလဲပြောတယ်ဘာတွေရှိသေးတာလဲလို့မေးရင်ယရနာတွေပေါ့လူအာရပါရဖြေတတ်တယ်စီကူတဲ့ဆရာတွေကတော့အမေတို့ရှင်းယူလိုက်တဲ့အတိုင်း ဘိန်းတော်ဆရာတွေပြောကားဆရာတွေပေါ်မမရင်ဒါကြောင့်အဖေယူတာသူယူသားယူမဟုတ်နိုင်ဘူးပြောကားဖတ်တယ်လို့ယူရကင်တယ်လို့သူတို့စိတ်ထဲမှာထင်ရမြင်ရကိုတယောက်တမျိုးပြောကြတယ်အမေကတော့ပြောကားဖတ်တယ်ယူရဆိုတာကိုယုံတယ်ဘာကြောင့်လဲဆိုတော့ရှီဟောင်းစီဒီအိုကဗဒမားတွေယူလာတဲ့အချက်ကရှိနေတာကိုမမရင်အမေကဒီဗဒမားတွေကြောင့်ယူရပဲလို့စိတ်ထဲမှာအကြီးအကျယ်ကိုကြောက်လန့်နေပြီမဲ့ဗရမ ्या တွေကိုတော့လက်လွတ်ဆုံးပြစ်ဖို့သူမဟုတ် ဖျားစီရီဟောင်းဌာပနာတိုင်းထဲကျွန်ကြသွားရနေရကိုပြန်သွားပြီးတွင်းထဲကိုပြန်ပြစ်ထဲဖို့စုံပြစ်လူဒန်းမှုဆိုတာကိုလုံးဝစိတ်မကူးခဲ့ဘူးလေဘလောက်များအမေတို့မမောလိုက်ပါသလဲမမရေမစားသုံးထိုက်တဲ့ပစ္စည်းကိုစုံလို့ဖို့စိတ်မကူးပဲဆရာတွေသားတယောက်ပြီးတယောက်ပြောင်းကူနေတယ်ကုလေသမားဆရာတွေကလည်းအလုံးလက်လျှော့ပြန်သွားကြတာကြီးဖြစ်နေတယ်အဖေယူပုံကကျန်းလို့တော့မဟုတ်ဘူးရင်ရင်ကလေးယူနေတာပါ ဒါပေမဲ့လီတန်အေးပြောနေတဲ့စကားတွေကကြောက်စရာကောင်းတယ်လို့ပြောပါတယ်။အဖေဘာတွေပြောခဲ့တဲ့လဲဆိုတာကိုအမေပြန်ပြောပြခဲ့တာကျမအမှန်မိနေပါသေးတယ်မမ။အဖေပြောပြတာပုံမြင်တပုတ်နားထောင်ရတယ်လို့ပဲမမရဲ့။အဖိုးမြိုင်နဲ့အဖွားဆန်အေးတို့ဒီခြံကြီးနေရာကို နေမယ်စိတ်ကူးစင်ကမွေဆိုးတွေမနိုင်နိုင်အောင် ပေါ်များနေတဲ့နေခဲ့တယ်တဲ့။ ဒါကိုမွေနိုင်တဲ့ဆရာကြီးဦးသာဘောကမွေတွေကိုနှိမ်င်းပေးခဲ့တော့မွေတွေနေရာပြောင်းသွားခဲ့တယ်ဆိုတာကိုရေပြိုင်တရားလုံးသိခဲ့ကြပါတယ်မမမခင်ရွှေသည်စာဖတ်ခြင်းကိုရန်ဆိုင်ထားလိုက်ပြန်သည် သူရေပြိုင်ရွာမနေစဉ်က မွေနိုင်သူဆရာကြီးအဘသာဘောကြောင့်ကိုဖွာရှင်လူအသားမီကပြောပြခဲ့ကြဘူးသည်ယခုမေဇမ်းမြိုင်သည်ထိုးထုတ်ပတ်တီကိုပြန်လည်ပြီးအမှန်တိုင်းရေးပြနေပြန်သည်မေဇမ်းမြိုင်ဒီငိမ့်သောစိတ်ကို မခင်ရွှေကယုံသည်ထက်ယုံလာသည် ထို့ကြောင့်တပြင်းချကားစာကိုဆက်ဖတ်လိုက်ပြန်သည်ကဘာကျော်သာသနာပြုမင်းမြတ်ဖြစ်တဲ့တိရီဓမ္မတော်ကမင်းတရားကြီးဟာမြတ်စွာဘုရားတတ်တော်တွေကိုထာပနာပြီးဇေဒီတော်၈000နီးတောင်ကိုအရရအနှံပြမှာတည်ပြီးသာသနာတော်ကိုပြန်ပွားအောင်ပြုစုခဲ့တာဘုရားဘာသာဝင်တိုင်းသိခဲ့ကြပါတယ်အခုစမ်းမြန်ချန်ကြီးထဲမှာအဖေတို့ထာပနာတိုင်းတွေ့လာခဲ့တဲ့ဇေဒီတော်ဟာလည်းတိရီဓမ္မတော်ကမင်းကြီးတည်တော်မူခဲ့တဲ့၈000နီးတောင်ဇေဒီတော်အပါဝင်ဖြစ်တယ်တဲ့ နေပေါင်းများစွာကြာညောင်းလာတဲ့အခါဇေဒီတော်ပြုပြည့်နေတာကိုဘသူကပြင်လာခဲ့တယ်ဆိုတော့ဒီရွာမှာဇာတိချင်းမြုံနေလာခဲ့ကြတဲ့ဘိုးဦးတော်တို့သားဖသုံးယောက်ကပြင်ခဲ့ကြတယ်တဲ့ဒီသားဖသုံးယောက်ပြင်ခဲ့ကြတာကလွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်ရှင်ကဖြစ်တယ်တဲ့အဖေစိတ်နှောင့်နေခြင်းပြောပြတဲ့ရီပြာအန်ရာဇဝင်လေးကလည်းစိတ်ဝင်စားစရာပဲမမရဲ့ဘာကြောင့်ရီပြာအန်လို့ခေါ်တယ်ဆိုတာကိုဤနေရာမှာမခင်ရွှေစိတ်အားထက်သန်သွားပြန်သည် သူနှစ်ရှည်လာများနေထိုင်ခဲ့သောရေပြာရင်ရွာလေးမှာ တွေ့ကြုံခဲ့ရသော ထူးဆန်းအံ့ဩဖွယ်ရာစိတ်ဝင်စားဖွယ်ရာကြည်ကွဲပူဆွေးရာတရားတန်ဝေကရဖွယ်ရာဇာတိမန်တဲ့ကြွဖွယ်ရာစသည်ဖြင့်များလာစွာသောအကြောင်းတွေကိုဖွားရွှေဆိုင်တို့အင်ကပြောပြ၍အမှတ်တရစာရေးခဲ့ပါတော့လေရွာနိုင်မီကိုဘာကြောင့်ရေပြာအံ့ရွာခေါ်ဒီကိုမူမခင်ရွှေကလည်းမမေးမိမိသူကများလည်းစကားဆက်ပြောခြင်းမရှိခဲ့ကြည် ်အခုမှဘာကြောင့်ဤပြာအံရွာခေါ်သည်ကိုစိန်တော်ယူသူနေသူကပြောပြသည်ဟုမင်းဆန်းမြိုင်စာထဲမှာရေးသားထားသည်ကိုဖတ်ရသောအခါတတိမမှုခဲ့သည့်အကြောင်းအရာကိုယခုမှသိရတော်မူဖြစ်သောကြောင့်များစွာစိတ်ဝင်စားသွားခြင်းဖြစ်သည်မခေရွှေကစာကိုဆက်ဖတ်လိုက်သည်အဖေကဒီရွာရာဇဝင်ကိုဘလို့ပြောလဲဆိုတော့ဒီရေးပြအံရွာရှိနေခဲ့တာကြာပြီပဲဒီရွာတက်တန်းဟာအနည်းဆုံးနှစ်ပေါင်း900ကျော်600နီးပါးရှိပြီတဲ့ ကျွန်မကရှစ်တန်းအထိစာသင်ခဲ့ဘူးလို့ပြောခဲ့ပါတယ်မမမြန်မာရာဇဝင်ကိုစိတ်ဝင်စားလို့ရာဇဝင်စာအုပ်တွေကိုဖတ်ခဲ့မှုပါတယ်အဖေပြောတဲ့ရွာသက်တမ်းကိုတွေ့ကြည့်ရင်ပထမအင်းဝါခေအချင်းလောက်ကလေးကရှိခဲ့တယ်လို့မှန်းဆမိပါတယ်မမကျွန်မအယူဆလွဲမလားမမလည်းတွေ့ကြည့်ပါအောင်မခေရွှေကစာဖတ်သူကိုအခိုက်အတန့်ဖျက်ထားလိုက်ပြီးနေဆန်းမြန်ပြောသည့်ရွာသက်တမ်းကိုတွေ့ကြည့်လိုက်သည်အင်းဝါပထမခေလောက်ကပင်ဖြစ်ကြောင်းခံမှန်းမိသည် ။အိုးဒီရွာတတန်းမနေတော့ပါလား။အဓိကရရွာတရွာပဲ။ဒါကြောင့်ပြောလို့မယုံနိုင်အောင်ထူးဆန်းတဲ့အဖြစ်တွေဖြစ်ခဲ့တာပေါ့။မခင်ရွှေကတွေးပြီးစာကိုဆက်ဖတ်လိုက်သည်။ဟိုးရှိခင်ချင်းဒီဖျားစီတော်ကြီးကိုတာဖာတုံးရောက်ပြုပြင်ဒီဆောက်စဉ်ကပဲထူးဆန်းတဲ့ရည်ရည်တိုင်းရှိခဲ့တယ်တဲ့။ဒီရန်ကဘယ်နှမှာရှိနေလဲဆိုတော့ဇေယျကြီးနီးမှာပဲရှိနေခဲ့တယ်တဲ့။ရန်ကကြေကြေဝွန်းဝွန်းကြီးကြီးမားမားမဟုတ်တော့လဲ ပြာလဲလဲရည်ကြီးကြီးကမိုးနေမခမ်းစိမ့်ထွက်နေပြီးအိုင်နုခမ်းကရှံကြလာတဲ့ရည်တွေကစမ်းကြောင်းဖြင့်စီးဆင်းသွားတော့ဒီစမ်းကြောင်းတစ်ချောင်းမှာရှိနေတဲ့မြေတွေဟာမြေစီဩဇာတိတ်ကောင်းပြီးအတိနံဖွင့်ဖြိုးလွန်းလို့ဒီရွာဟာအင်မတန်စီစီကားကားတတရရရှိခဲ့တယ်လို့ပြောတယ်။မခင်ရွှေအန်ဩရပြန်လေပြီ။အော်လက်စားတတ်တော့စမ်းမြန်ချန်ကြီးတွေကစမ်းအိုင်လေးဟာဒီရွာရဲ့မူလနာမည်ကိုဖြစ်စေတဲ့အခုဒံကြီးအိုင်လေးပါလား။ ဒီအိုင်နဲ့ဒီစမ်းကြောင်းကိုတိန်ကို6သိအောင်လုပ်ခဲ့ကြတာတော်တော်အဆင်ပြေကင်းမဲ့တဲ့လူတွေပဲနေပေါင်း900ကျော်ကတည်ရှိပြီးရှေးလူကြီးတွေမြောင်များစွာကိုတာယာဝါပြောအောင်ကျေးဇူးပြုလာခဲ့တဲ့စမ်းရီအိုင်ကိုခန်းချောင်းနေတဲ့အဖြစ်ကနေပြန်လဲဆိုပြီးပြီးစမ်းရီပြန်ထွက်အောင်ငါလုပ်ပေးနိုင်ခဲ့ပါလားမခင်ရွှေသည်တွေးရင်းပင်သူပြုမူခဲ့သည့်မုံမြတ်သောအလုပ်ကိုစိတ်မှကြည်နက်ခြင်းပီတိဖြစ်ခြင်း နှင်းသိမ့်ဝမ်းမြောက်ခြင်းဂုံယူခြင်းစသည့်ခံစားချက်တို့ကြောင့်မျက်ရည်များပင်လည်လာသည်ကြက်သည်မွေးခြင်းများပင်ထလိုက်မိသည်ကောင်းလိုက်တာတော့ငါလူဖြစ်ရာကျိုးနဲ့လိုက်နေခြင်းမခင်ရွှေကနှုံမကြည်နူးစွာရည်ရွယ်လိုက်ပြီးစာကိုဆက်ဖတ်လိုက်သည်ဒီအိုင်လေးတွေကရည်ဟာဘဲခါကြည့်ကြည့်မူကောင်းငင်လူအမြဲပြာလဲနေတယ်ညအမောင်ထဲမှာကြည်လဲအပြာရောင်ကိုမြင်နေနိုင်တာပဲတဲ့ဒီလိုအချိန်မီ၍အပြာရောင်တန်းနေတာဟာရည်အောင်မှာဘာတွေရှိနေလို့လဲ စူဇန်ရင်တဲ့ပုပ်ကူချူကရင်းနဲ့ကိုတိုင်းကြည့်ခြင်းနဲ့တော်ယုံရင်းနဲ့ဆိုရင်ရင်းငုံကြည့်မယ်ပေါ့ဒါပေမဲ့ညာချီမာတောင်ပြန်လဲလဲအယောင်မြင်နေရတဲ့ရင်းရင်ကိုအဓိကရင်းရင်လို့ပဲယူသေးတဲ့စိတ်နဲ့ဆင်းငုံပေးမဲ့သူ မရှိတော့ပဲမစူဇန်တော်ဘူးတဲ့မမရင်ချွေးကြည်လင်ပြီးပြန်လဲလဲရင်းရောင်ရှိနေတဲ့ရင်းရင်လေးကို အစွဲပြုပြီးဒီရွာကိုရေပြာအိုင်လို့အမှတ်တညာပြုခဲ့ကြတာတဲ့ကိုစင်ခါကတော့ဒီစီရီတော်ပတ်ဝန်းကျင်မြေကို ဒီစမ်းအိမ်ပဝန်းကျင်မြေကိုရောဘသူကမှအပိုင်မယူခဲ့ကြဘူးတဲ့ဒီဝါစီစီကားကားတာယာဝါပြောစင်မှာဒီဝါဇာတိချင်းမျိုးဖြစ်တဲ့ဘိုးဦးတော်မှာတားဖြစ်သူသခင်ရွှေနဲ့သမီးဖြစ်သူမင်းရွှေနှစ်ဆိုတဲ့တားနဲ့သမီးရှိတယ်သူတို့မိခင်ကတော့သူတို့ငယ်စဉ်ကပဲကွယ်လွန်ဆုံးမသွားတော့ထင်ရှားခြင်းမရှိတော့ဘူးတဲ့ဒီစီတော်ကြီးကိုတားဖာသုံးယောက်ပြုပြင်ကြတဲ့အခါမပြီးခင်မှာပဲဖခင်ကြီးတည်ဆုံးသွားတယ် မွန်မားနေ့ရောက်လဲပူဆွေးကြည်ခွဲစိမ့်နဲ့ပဲဇေဒီတော်ကိုဆက်လက်ပြင်ခဲ့ကြတယ်။တာဖြူသူသခင်ရွှေကအက်ဂီယတ်ထူသိဝါဒနာပါတယ်တဲ့။မိခင်ရောဖခင်ရောမရှိတော့သမီးမင်းရွှေနှင်းကတန်ဝေကရပြီးရှိသမျှပစ္စည်းတွေအလုံးကို ရောင်းချပြီးဖျားပြုပညာမှာသုံးလိုက်တယ်။သခင်ရွှေကနှမလေးစီမံနာကိုဘာမှမကန့်ကွက်ဖဲဇေဒီတော်ပြုပြင်ရေးမှာလဲဝိုင်းကူအက်ဂီယတ်ကိုလည်းကြိုးစားထိုးနေတာပဲတဲ့။ဒါနဲ့ဇေဒီတော်ပြုပြင်မှုပစ္စည်းတွေထုတ်ခွင့်ရမှာ မင်းရွှေနှစ်ကတခြားပစ္စည်းတွေကိုသာထူခွဲပြီးအဖိုးထိုက်တန်လို့နဲ့ဗဒမ ्या ကိုလုံးကိုတော့မြတ်စွာဘုရားရဲ့ဂုံတော်ကူပါကိုရည်စူးပူဇော်ဖို့ချန်ထားခဲ့တယ်။ဇေယျောပိကန်ဒီမှာဌာပနာလိုက်ပိတ်တော်မဲ့ဆဲဆဲမင်းရွှေနှစ်ဟာရှောင်းတခင်ယောဂာနဲ့အနိစာရောက်သွားပါရော့။ကြံရည်တဲ့တခင်ရွှေကနှမလေးကိုတကြိုပြီးနှမလေးလှူခဲ့တဲ့အတိုင်းဗဒမ ्या ကိုလုံးနဲ့သူကြိုးစားအောင်မြင်ခဲ့တဲ့ပစ္စည်းကိုငွေကြုံထဲမှာထည့်ဖျားမှာဌာပနာပြီးဇေယျောကိုပြီးအောင်တည်တယ်။ ဈေးကျော်တက်ပြီးတော့သခင်ရွှေလဲဘလို့မှသတင်းစာနာမမြင်ရမကြရအောင်ပျောက်ကွယ်သွားတယ်တဲ့ဈေးကျော်ကြီးပြုပြင်တဲ့မိသားစု၃ယောက်လုံးဤဘုံကားချလိုက်သလိုခြေရာလဲပျောက်ဤလဲနောက်သွားပြီပေါ့မမရဲ့အကြီးအကူကျူးစားထိုးတဲ့သခင်ရွှေနဲ့အောင်မြင်ခဲ့တဲ့ပစ္စည်းဆိုတာမမစဉ်းစားမိပါလိမ့်မယ်။ဒါကအဖေစိမ့်နောက်ယူသူနေခိုင်နှုတ်ကတီတိုတီတိုပြောနေတာတွေကိုအမေကတိတ်တိတ်ကလေးချောင်းသားထောင်ထားလို့ကြားလိုက်ရတဲ့စကားတွေပဲမမ ။အဲ့လိုအဖေစိတ်နှောက်ယူသူပြီးဆရာတွေတိုက်တဲ့စင်းကိုမတောက်ဖဲရှိသေးတယ်။အများကြီးရှိသေးတယ်ဆိုတဲ့စကားကိုပဲပြောနေတော့ဆရာတွေကဒီလူဟာအဥ္စာဆောင်ရင်လည်းဖြစ်ရမယ်။ဒူဒီမို့သူသူဝဲထားတဲ့ပစ္စည်းတွေပျောက်ွယ်သွားလို့အုံစာယူနေသူပဲဖြစ်ရမယ်လို့ထင်မြင်ချက်တွေပေးကြတယ်။စေကူလို့တော့မရတော့ဘူးဆိုပါတော့မမရဲ့။နောက်ပြီးအဖေမှာထူးခြားချက်တစ်ခုရှိတယ်။စိတ်နောက်ပြီးဆိုကြတဲ့ကဘာကြွေးလို့မှမစားတော့ဘူး။စားတော့ကြာကိုချော့ကြွေးလို့မရ သူ့အနာကိုယူသွားရင်မဆောင်းဝင်ဘူးကြောက်တယ်ကြောက်တယ်စားခဲ့မိသားတွေကိုလည်းမှားတယ်လို့အဲ့လိုကြီးပဲအော်နေတာပဲတဲ့အယိုးပေါ်ရည်တင်ယုံမျိုးဖြစ်နေပြီလေနောက်ပြီးပြောသေးတယ်အများကြီးရှိတယ်ဟောဟိုတစ်ပင်တွေအောက်မှာမြှုပ်ထားခဲ့တယ်ဆိုတာကိုပဲအမြဲပြောနေတယ်ဦးဖေးဆိုင်တဲ့ဒေါ်ငွေတို့ကချော့မိကြတယ်ဘယ်တစ်ပင်အောက်မှာလဲဆိုတာဒါပေမဲ့အဖေလည်းပြောပြတာက ရှိသမျှတစ်ပင်ကြီးတွေကိုအကုန်လည်းညှို့ထူပြနေတော့ဘယ်တစ်ပင်ဖြစ်တယ်လို့မသိကြတော့ဘူး ဥပေဆိုင်တဲ့ဒေါ်ငွေတို့ကအမေကိုမေးကြပြီလေပဒမားတွေဘယ်မှာမြုပ်ထားလဲကိုတောက်ထုံးမြုပ်ပြခဲ့တာခမားသိမှာပေါ့အဲ့တော့အမေလဲပဒမားတွေကိုသတိရပြီးတင်ထားတဲ့နေရာကိုကြီးလိုက်တော့တလုံးမှမရှိတော့ဘူးတကယ်ပဲယူပြီးမြုပ်လိုက်တာလားမဆားတဲ့ပစ္စည်းဖြူလို့ပျောက်ပွဲကုန်တာလားဆိုတာတော့မသိဘူးအမေလဲမစင်စားတဲ့အောင်ဖြစ်သွားတယ်ဒီလိုနဲ့အဖေလဲလုံးဝပါပြီးဒီမှာရှစ်တန်းရောက်တဲ့နှစ်မှာဆုံးရောအဖေဆုံးပြီးကျမမကျမမဖြစ်လိုက်တာပဲမမရဲ့ ကျမရေးပြခဲ့တဲ့အတိုင်းကျမစကားဆွံ့သလိုဖြစ်သွားတယ်။စကားပြောရတာတော်တော်နဲ့ပါးစပ်ကအတန်မထွက်ဘူး။အင်မတန်အာယူကြိုးစားလိုက်မှထင်ထင်ငုံငုံအတန်ထွက်လာတယ်။ရှင်းရှင်းပြောရရင်အားသွားတာပေါ့။အဖေအတွက်ငွေကုန်တန်များဖြစ်ကျမအတွက်ငွေကုန်ဗဒမားတွေလည်းအဆနာမပေါ်အောင် ပြောက်ကုန်တော့အမေလည်းရှိသမျှလေးထုံရောက်စားနေရတယ်။ဥပ္ပေဆိုင်တဲ့တော်ဝင်တို့ကလည်းငွေပူရာကင်းမောက်ဆိုးတယ်လို့ဗဒမားတွေကိုတမီးတဲ့မင်းနေကြတာပဲ။ မယောင်းမဲကြရင်ခဲတဲ့ဗရမကြီး6လုံးတန်မှုကအနည်းဆုံး3လေးသိန်းလောက်တန်းနေတာကိုသူတို့လင်မယားနှစ်ယောက်လုံးကလည်းခံမန်းနေမိကြတော့ဝီစုသိမ့်လို့ကျင်နေကြတယ်။အဖေမတီဆုံးငင်ကတော့မပူမပင် ကောင်း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 စားနေခဲ့ရတာကတကြောင်မြို့ပေါ်မှာမျက်နှာကြီးဖြင့်အပေါင်းနဲ့ဆက်နေတဲ့အဖေကိုယွန်းလာကတကြောင်ကြောင့်အဖေကျမ်းမာနေစဉ်ကတည်တည်တတ်တတ်နေခဲ့ကြတယ်။အဖေစိမ့်နောက်နေစဉ်ကလည်းတနေ့ပြန်ကောင်းလာရင်ဆိုတဲ့စိတ်မျိုးနဲ့ တိတ်လူပါမဝသေးဘူးဆိုပါတော့မမအဖေလဲဒီကျမလဲအသွာအမေကလည်းရှိသမျှပြောင်းပြီးစိတ်ထောင်းကိုကြည့်အဖြစ်မျိုးဖြစ်နေတော့သူတို့လူပါဝလာပြီလေအရင်လိုလဲအမေကဖောဖောတီတီမပေးနိုင်မကြွေးနိုင်တော့ဘူးမဟုတ်လားဗဒများတွေပြောက်ကုန်နေဆိုတာသူတို့မယုံကြဘူးအဖေမြုပ်ထားခဲ့တာဖြစ်ချင်းနဲ့ဖြစ်မယ်သူမဟုတ်သူတို့ကိုဝေစုမပေးကျင်တော့လို့အမေကသူ့ဖွဲ့ပြီးမရှိစင်းဟန်ဆောင်တာဖြစ်ချင်းနဲ့ဖြစ်မယ်လို့ အဖေမြုပ်ခဲ့ယူမှန်ရင်လည်းမယားတယောက်လုံးဖြစ်တဲ့အမိကိုတော့ဘယ်နည်းနဲ့မဆိုးပြောပြခင်မှာပဲလို့ဒီချာပေါက်တွေ့ပြီးလေတံတွေတိတ်တင်းမာလာကြရောမမခြံလုံးကိုလည်းမလုံးကြတော့ဘူးကျမကိုလည်းဂယူဆိုင်မပြုတ်ပြင်ကြတော့ဘူးနေချင်းတလုံးနေစားချင်းတလုံးစားကြတယ်သုံးချင်းစားချင်းအမိစီမာသာခန့်ခန့်ညာညာတောင်းကြတယ်အမိကအားကိုးစရာမရှိတော့တာကတကြောင်အထက်ကကျမရေးပြခဲ့သလိုအကြောင်းအကျောင်းတွေကိုငင်းရလို့ ရှိစုမဲစုထုတ်ပေးရတာနောက်ဆုံးအမိထမင်းအင်ဂျီအကောင်တော်မကြံတော့ဘူးမမခမားလင်ကယူပြီးအိမ်တဲ့နေရာမှာဗဒမားတွေကိုပစ္စလက်ခတ်ထားခြင်းထားခဲ့မလားမသိဘူးရှာကြည့်မယ်ဆိုတဲ့စကားမျိုးအမိပိုင်းပစ္စည်းအသုံးဆောင်တွေကိုလှန်လို့ရှာပွေကြတယ်ပြောင်းဆန်သွားတာပဲအဲ့ဒီချိန်က အမိဟာစိတ်ထောင်းကိုကြည့်ဖြစ်ပြီးအိမ်ရာထဲမှာလဲနေပါပြီကျမကတရားသမျှပြုစုလုပ်ကိုင်းပြီးနေရပါတယ် ဥပေဆိုင်တဲ့ဒေါ်ငွေတို့လင်မယားကတော့လှည့်တောင်မကြည့်ကြတော့ဘူးချမ်းကြီးထဲမှာရှိနေတဲ့တစ်ပင်ကြီးတွေအရင်မှာတွင်းတွေပွားနေအောင်တူးပြီးဗဒမားတွေကိုသဲကြီးမဲကြီးရှာဖွေကြတယ်သူတို့လင်မယားရှိသည်မတစ်ပင်ကြီးတွေအရင်မှာတွင်းတွေမွားနေအောင်တူးပြီးဗဒမားတွေကိုရှာလိုက်ကြတာဗဒမားတွေကိုတော့မတွေ့ဘူးသူတို့တူးနေတိုင်းတစ်ပင်မောကအမြင်လိုလိုတိတ်ကိုင်းကျူးကြတယ်လေလင်မယားမျိုးထိတ်ပေါက်ခေါင်းကွဲကံကောင်းလို့ပဲမသိတာ ဒါနဲ့ကျမတို့အဖေကပဲတရေကြီးဖြစ်ပြီးလုံနေတာဘာညာနဲ့မဟုတ်တာတွေထင်ကြပြောကြပြီးမတူးတော့ပဲနဲ့ဖြစ်သွားတာတော်တော်ထူးဆန်းတယ်အံ့ဩစရာပဲလို့မမထိုခါမခင်ရွှေသည် သူစတဲ့ရောက်ဒီနေ့ကအကြောင်းဆရာကြီးပြောခဲ့သည့်စကားကိုပြန်လည်အမှတ်ရလိုက်သည်မူလာပင်ဥစ္စာရှင်တွေကဦးတောက်ထုံးတို့ကိုရောင်းချပြီး channel ကလည်းထွက်သွားကြရောဘာဖြစ်သွားတယ်မသိပါဘူးဆီယမရဲ့တပင်မှမသိတော့ပဲဖြစ်သွားတယ် မခင်ရွှေသည်ဆရာကြီးပြောခဲ့သည့်စကားနှင့်မင်းဆန်းမြန်ရေးပြသည့်စာကိုဆက်ဆက်တွေးလိုက်မိသည်မင်းဆန်းမြန်သည်မဟုတ်မှန်မဟုတ်မမှန်လောက်ကြံသည့်အကြောင်းတွေကိုမရေးဘဲအမှန်တွေကိုသာရေးပြနေကြောင်းခိုင်လုံသည့်ထက်ခိုင်လုံနေသည်တပင်ကြီးတွေသည်သူတို့အသည့်ကိုမလိုအပ်သည့်အလုပ်တွေလုပ်ထားသည့်လူတွေကိုမစားထိုင်သောကြောင့်မတီးတော်ဘဲဖြစ်သွားခြင်းလားမခင်ရွှေသည်တွေး၍ညံမမီနိုင်တော့ချေရေပြာရွာနှင့်ပတ်သက်လာနေအကြောင်းတွေဆိုရင်မခင်ရွှေသည်စိတ်အာရုံဝင်စားသလား အတွေ့ဉာဏ်မမှီနိုင်အောင်ဖြစ်နေခဲ့သည်ဟုသူကိုယ်တိုင်သိသည်ထို့ကြောင့်ဆက်မတွေ့တော့ဘဲစာကိုသာဆက်ဖတ်လိုက်သည်ဥပေဆိုင်နှင့်ဒေါ်ငွေတို့နှစ်ယောက်ခြံထဲကတစ်ပင်တွင်စိတ်အောင်အပန်းတကြီးတူးဆွာရှာလို့ဗဒမားတွေကိုမတွေ့တော့အိမ်ရာပေါ်မှာအယူပေါ်ရည်တင်ပက်လက်အနေထားနဲ့အသက်ရင်းရဲသာရှိနေတော့တဲ့အမိကိုဗဒမားတွေဖွက်ထားခဲ့တဲ့နေရာပြောရမယ်လို့အတင်းအကျပ်မိကြပြန်ပါရောအမိကလည်းမသိတာအမှန်ဖြစ်ကြောင်း မတီတို့သားအခုလိုမကြမ်းမမာဖြစ်နေတာကိုဆင်းမကူနိုင်မဲ့ဖြစ်နေကြောင်းတောင်းပန်ပြောပါတယ်။အင်မတန်ကောင်းလာခဲ့တဲ့ဥပေဆိုင်တို့အခုလိုရက်ဆက်တင်းမာလာတာကိုမြင်ရတော့ကျမစိတ်ထဲမှာမကောင်းလိုက်တာမမရဲ့။မကောင်းလို့ပေါ့ကျမဘာတတ်နိုင်မှာလဲ။အမေကလည်းတီတော့မဲ့အချိန်ကြီးရောက်နေပြီ။ကျမဘွားကလည်းလူစင်မမီတဲ့ဒုက္ခိတာဖြစ်နေပြီ။လက်ထဲမှာလည်းပတ်စံကတပြားမှမရှိ။အားကိုးစရာလည်းတယောက်မှမရှိ။ အဖေနဲ့အမေဖြစ်ပုံကတော့တကယ်ကြောက်စရာကောင်းပါလေမမရင်အဖေယူနေစဉ်ကကျူးမွေးတာကိုကြောက်တယ်မစားဝင်ဘူးလို့អော်တယ်အမေကတော့မယူဘဲနဲ့ကျွေးသမားအစာကိုစားပြီးတာနဲ့တပြိုင်နက်ပြန်အန်တာပဲမစားထိုင်မှုပြန်ထွက်တယ်ဆိုတဲ့စကားအတိုင်းဖြစ်သွားသလားမသိပါဘူးအဲ့ဒီလို မချီမဆန့်ဝေဒနာခံစားရစေဥဖေဆိုင်တဲ့ဒေါ်ငွေတို့လင်မယားက အမေကိုချိန်မောင်းကြလို့အမေမျက်ရည်ကျရင် ကျမပါရုံးဝမိတယ်မမအမေကိုတိတ်တနာတာပဲ။ ီလိုနေရာကတနေ့တော့ဥပိဆိုင်တို့လင်မယားမျိုးတဲ့အထွတ်မှာအမေကကျမကိုဒီအကြောင်းတွေအလုံးစုံအောင်ပြောပြခဲ့တယ်။အဲ့ဒီတော့မှအဖေနဲ့အမေတို့ရဲ့နောက်ကျောင်းဖြစ်လာခဲ့တဲ့ဘဝဇေဒီအိုကြီးရဲ့ဌာပနာတိုက်ကဗဒမားတွေနဲ့ငွေကြုတ်အကြောင်းဥပိဆိုင်တို့နဲ့သွေးသားလုံးဝမတော်ဆက်ဖဲမလွဲတာလို့အတူနေရကြောင်းအဖေစိမ့်နောက်ယူသူစင်က ပြောသွားခဲ့တဲ့စကားတွေကြောင့်ကိုအားခဲပြောပြပြီးဥပိဆိုင်တို့ပြန်မရောက်လာခင်မှာပဲဆုံးပါခဲ့ပါတယ်မမ တူဒီအာကူစရာဖြစ်တဲ့အမေရင်တယောက်လုံးသိဆုံးသွားတော့အာကူရမယ့်ဘဝနဲ့ရက်ဆက်စိမ်းကားတဲ့သတင်းလေးများလက်ထဲမှာကြံ့ရတဲ့ဒုက္ခိတမစိတ်ထဲမှာဘလို့ခံစားရတယ်ဘလောက်ပူဆွေးကြည်ခွဲရတယ်ဆိုတာစဉ်းစားကြည့်ပါတော့မမရင်ဟုတ်ကဲ့ပါရှင်အပိုင်းလေးကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း၅မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပြီးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်